တွက္ခတောဘဂဝတာဓမ္မောတန်တေကြီးကောအာကာလီကောအိဟိပတိကောဩပနိယကောပိစ္ဆတံဝရိတဘောဝိညူဟိတွက္ခတာဆိုတာဘာပြောတာလို့မြတ်တွက္ခတာဆိုတာသူအခါတဆိုတဲ့စကားလေးကိုတွက္ခတာလို့လွယ်လွယ်လေးခေါ်လို့ရအောင်ရွတ်ဆိုလို့လွယ်အောင်လုပ်ထားတာပေါ့နော်တရားနည်းနဲ့သူအခါတသူအခါတသူဆိုတာကောင်းမွန်စွာအခါတဆိုတာ ဟောထားတာပြောထားတာကောင်းကောင်းမွန်မွန်ဟောပြောထားတဲ့တရားတွေတဲ့မြတ်စွာဘုရားဟောထားတဲ့တရားတွေဆိုတာတော့စိတ်ကူးနဲ့အတွေ့နဲ့တော်ရမ်းမှန်ရမ်းပြီးတော့ပြောထားတာမဟုတ်ဘူးပြောထားရင်ပြောထားတဲ့အတိုင်းအကျိုးကိစ္စကိုပြီးစီးစေတယ်ပြောကြပါစို့ဒါတွေမလုံနဲ့လုံရင်တော့ဆင်းရဲလိမ့်မယ်လို့မြတ်စွာဘုရားဟောထားတယ်အဲ့ဒါတကယ်မလုံနဲ့လုံရင်တော့တကယ်ကိုပဲဆင်းရဲလိမ့်မယ်နော်ဒီကိစ္စတွေကိုစူးစမ်းရမယ်ဆောင်ရွက်မယ်ဒါကိုစူးစမ်းဆောင်ရွက်မယ်ဆိုရင် မျိုးမျိုးသောချမ်းသာဒုက္ခနဲ့ပြည့်စုံလိမ့်မယ်လို့မြတ်စွာဘုရားဟောထားတယ်။အဲဒါကိုကြိုးစားပြီးတော့အထောက်ကြည့်ပါတကယ်ကိုပဲချမ်းသာဒုက္ခနဲ့ပြည့်စုံတာကိုတွေ့ရလိမ့်မယ်ပေါ့။အဲဒါလိုပြောရင်ပြောတဲ့အတိုင်းနော်ကောင်းကျိုးချမ်းသာတွေကိုရရှိသွားစေတဲ့သဘောမျိုးကိုဒီနေရာမှာသွက်ခတာလို့အကျဉ်းမြင်နားလေရပဲ။သွက်ခတာပြီးတော့ဘာလဲတော့သခတော်ဘဂဝတာတမောတန်တိဋ္ဌိကောအဲတန်တိဋ္ဌိကဆိုတာကိုယ်တိုင်သိနိုင်တယ် တရားရဲ့အရသာတရားရဲ့ချမ်းသာဆိုတာဗါတယ်လို့ကိုယ်တိုင်သိနိုင်တယ်နော်လက်လက်မမီတဲ့အရာတွေမဟုတ်ဘူးနော်သူများရဲ့အလိန်ညာကိုခံပြီးတော့သူများပါဇက်ဖြားတဲ့လမ်းဆုံးရမဲ့တရားမျိုးမဟုတ်ဘူးကိုယ်တိုင်သိအောင်လုပ်လို့ရတယ်ဒါကိုဗာပြောတာတော့တန်ဋိဋ္ဌိကတန်ဋိဋ္ဌိကပြီးတော့ဗါတယ်လို့အကာလိကအကာလိကဆိုတာ အချိန်မဆိုင် အကျိုးပေးတယ်လို့ပြောတာ တရားဆိုတာအခုလုပ်ရင်အခုချမ်းသာရည်အခုတတ်တာရရရည်အခုငြိမ်းအေးတယ်လို့ပြောတာဟုတ်လားဒီနေ့မှာ အက္ကလိကအယမုတ်ချအဖြစ်မဉ္ဉံ၄ပါးကို ဆိုလိုတာအဲဆိုမဉ္ဉံ၄ပါးဖြစ်ပြီလို့ရှိရင်ဘူဉ္ဉံဆိုတာတွေကတန်းပြီးတော့ဖြစ်လာတာကာလမဆိုင်ဘူးเนาะအချိန်စောင့်စရာမလိုအခုမဉ္ဉံဖြစ်တာနဲ့အခုပဲတော့စောင့်တန်းပြီးတော့ဘူဉ္ဉံဆိုတာတန်းဖြစ်တယ် ဒါကြောင့်မဉ္ဉဏ်၄ပါးကိုအာကာလိကအရာမုတ်ချောက်ယူရတယ်ပေါ့နော်အေးအာကာလိကပြီးတော့ဗါတယ်တို့များအေဟိပတိကအေဟိပတိကဆိုတာဘာပြောတာလဲမုံမြလွန်းလို့ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့အတွက်ကြောင့်လာစမ်းမှလုတ်ကြည့်စမ်းမှလို့ရင်းနှီးတဲ့လူတွေအကျွမ်းဝင်တဲ့လူတွေကိုတိုက်တွန်းခြင်းကထိုက်တဲ့တရားပေါ့နော်ကိုယ့်ရဲ့တရားကအလွန်တရာမှန်ကန်းနေတယ်ကောင်းမွန်နေတယ်ဆိုတော့သူများကို ထုတ်ဖော်ပြသဖို့ ထိုက်တန်နေအောင်သောပေါက်ရလားဗျာနော်မွန်မြန်လွန်းလို့သူများကိုလုတ်ကြည့်စမ်းပါလို့တိုက်တွန်းတိုက်တယ်တဲ့အဲ့ဒါကိုဘာပြောတာတော့အေဟိပတိကနော်ဩပနိယိကဆိုတာကိုဘာပြောတာတော့ဗျာဩပနိယိကဆိုတာကမိမိတန်တာမှာ ဖြစ်စီသောအဖြစ်ဆောင်ထားတဲ့နေတဲ့နော်တရားရဲ့ဖြစ်ပေါ်လာမဲ့ကောင်းကျိုးချမ်းသာတွေကကြီးကျယ်မြင့်မြတ်လွန်းလို့ဒီတရားကိုကိုယ့်ရဲ့တန်တာမှာအမြဲမပြတ်ဖြစ်စေသောအဖြစ်ဆောင်ထားလိုက်တယ် နော်အလွန်မုံမြတ်တဲ့ဥစ္စာပစ္စည်းတစ်ခုကိုဆောင်ထားသလိုမျိုးနော်သူတော်ကောင်းတရားကိုကိုယ်တန်တန်မှာဖြစ်စေတော်အဖြစ်မလုပ်နဲ့ဆောင်ထားတဲ့နေတဲ့တနည်းအားဖြင့်သူ့ကိုကိုယ်ကဆောင်ထားမယ်ဆိုလို့ရှိရင်ဒီတရားကပဲကိုယ့်ကိုပြန်ပြီးတော့အပေလေးပါးကို မကြမရောက်စေဘဲနဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ဆောင်ဖို့တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲဩပနိကမှတ်ရဟုတ်လားဩပနိကပြီးတော့ဘာလဲတော့ပိဿတံဝရိတဘောဝိညူဟိ ေသတံဝရိတဘောဝิญညုဟိဆိုတာကသူတော်ကောင်းတရားဆိုတာပင်ကိုအတိညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဒီသာနဲ့တိနိုင်တဲ့မြင်နိုင်တဲ့ခံစားနိုင်တဲ့ဉာဏ်ပညာမရှိတဲ့ပုဂ္ဂိုလ်တွေနဲ့မထိုက်တန်ဘူးဆိုတဲ့အထိပ်ပဲနော်တရားတော်ရဲ့အကြီးအသေးနော်ဒါကဦးဇင်းတို့လောကီပစ္စည်းဝိထုတွေတောင်မှနော်ထိုက်တဲ့အကြီးအသေးမရှိရင်ခံစားလို့မရဘူးဟုတ်တယ်မို့လားအေးအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကတော့တရားတော်ရဲ့ဂုံမြောင်များစွာတဲ့က အဲ့ဒီ6ပါးမြတ်စွာဘုရားထုတ်ဖို့ပြီးတော့ဟောပြောထားတယ်။ဒါကိုပိဿပေါင်းတော်တော်ညံနဲ့တက်ဝင်ပြီးတော့နားလေတဲ့ယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားဖို့မလိုဘူးလား။ဟုတ်တယ်။နောက်သူများကိုလည်းဘာလို့ပေးရမလို့ပြောပေးရမယ်။